အိမ်ရှက်မြေအယောင်းဝယ်လုတ်တဲ့ခါမှာအယောင်းဝယ်စာချုပ်ချွတ်တယ်ပတ်စံတချို့ပြေးတယ်အိမ်ဘော်ကတက်နေတယ်ဒါပေမဲ့ဂရန်အမီပါမပြောင်းရသေးခင်ငွေအကုန်မရှိရသေးခင်မှာရောင်းတဲ့ပိုင်ရှင်ကွယ်လွန်သွားခဲ့ရင်ဘာဆက်ဖြစ်မလဲကျန်ရဲသူမိသားစုကငွေအခြေမရှိရသေးလို့ဒီစာချုပ်ပြက်ပြယ်တယ်အိမ်ဘော်ကလည်းဆင်းပြေးပါဆိုပြီးတော့တရားဆွဲလာရင်ဝယ်သူဘက်ကဘယ်လိုလုပ်မလဲအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါဒီနေ့မှာတော့အင်ရှက်မြေလောကမှာမကြာခဏကြုံရတဲ့ဖြစ်ရပ်တစ်ခုကို ကျွန်တော်မိတ်ဆွေတွေအတွက်ဥပဒေဘုံသူဒအဖြစ်မျှဝေပေးခြင်းပါတယ်ဒီဇလန်အတွက်2017တမြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်မုံမုံသိန်းနဲ့ဒေါ်တင်တင်လှိုင်ခေါ်အင်ဂျလာလှိုင်ပါခွန်တရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်ဒီဇလန်ကရန်ကုန်မြို့မှာဖြစ်ခဲ့တာပါပိုင်ရှင်ဖြစ်တဲ့ဒေါ်ကျင်ဆိုတဲ့အမျိုးသမီးကြီးစီကနေဝယ်သူတွေဖြစ်တဲ့ဥအောင်ကြီးနဲ့ဇနီးဒေါ်မုံမုံသိန်းတို့က1986ခုနှစ်လောက်ကတည်းကမြေခွက်နဲ့အိမ်ကိုအပိုင်းလိုက်ခွဲပြီးတော့ဝယ်ခဲ့ကြပါတယ် ကတိစာချုပ်တဲ့အမြင့်မြတ်ရှုတဲ့ငွေတွေလည်းအရေးကြပေးတယ်။အိမ်ပေါ်မှာလည်းတက်နေပြီးတော့လုပ်ငန်းတွေတောင်လုပ်နေကြပါပြီ။ပြည်ထနာက1989ခုနှစ်မှာရှုပ်ဆိုတဲ့နောက်ဆုံးစာချုပ်မှာစပါတယ်။မြင်းနဲ့အိမ်ကို9သိန်းနဲ့ဈေးဖြတ်ပြီးတော့စာချုပ်ရှုတဲ့နေ့မှာ၄သိန်းကျော်ပေးတယ်။ကျန်တဲ့ငွေ2သိန်းကျော်ကတော့လစဉ်1000နှုန်းနဲ့ပေးဆက်သွားမယ်ဆိုပြီးတော့သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့အယောင်ဝယ်ကိစ္စအပြည့်အပြည့်မှတ်ပုံနဲ့စာချုပ်မရှုရသေးခင်မှာ 1990ခုနှစ်မှာပိုင်ရှင်ဒေါ်ကျင်ကွယ်လွန်သွားပါတော့တယ်။ဒေါ်ကျင်ဆုံးပြီးနောက်ပိုင်းမှာဒေါ်ကျင်ရဲ့မောင်နှမတွေကအမွေဆက်ခံကြောင်းကြီးညာပြီးတော့ဒေါ်မုံမူသိန်းတို့ဇနီးမောင်နှံကိုမှတ်ပုံနဲ့စာချုပ်အသက်တခုထပ်လုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီမာတင်ဇလန်ကမပြီးပါဘူး။ဒေါ်ကျင်ရဲ့သမီးအရင်ဖြစ်သူဒေါ်တီတန်လိုင်းကိုအင်ဂျလာလှိုင်ပေါ်လာပြီးတော့တရားစွဲပါတော့တယ်။သူ့အဆိုကတော့သူ့အမေဒေါ်ကျင်နဲ့ဝယ်သူတွေရှုပ်ဆော်ခဲ့တဲ့စာချုပ်တွေဟာငွေအကြေးမရှိရသေးလို့ပြက်ပြဲတယ်။ ဝယ်သူတွေအိမ်ပေါ်ကနေဖယ်ပြီးပြီးတော့မြေကိုလက်ရောက်ပြန်ပေးအပ်ပါဆိုပြီးတော့တရားဆွဲလိုက်တာပါအောက်ရုံနေမှာတော့အပြန်လန်အနိုင်ရလိုက်ရှုံးလိုက်ဖြစ်ပြီးတော့နောက်ဆုံးနေပြီးတော့အထုခုံရုံအထိကိုရောက်ရှိလာခဲ့ပါတယ်ဒီအမှုရဲ့အဓိကတော့ချက်ကတော့ပြည်စီလွှဲပြောင်းခြင်းအဥပဒေပုံမှန်53ကကြီးပါပဲဒါကိုတစိတ္တဒေတာဆောင်ရွက်ခြင်းလို့ခေါ်ပါတယ်တရားရုံးချုပ်ရန်ကုန်ရုံးကဆုံးဖြတ်ခဲ့တာကတော့ဝယ်သူဒုံမုံမသိန်းတို့ဟာငွေကိုအပြည့်အစုံပြည့်ရှိပြီးကြောင်းခိုင်လုံတဲ့တည်တည်မပြနိုင်ဘူးဒါကြောင့်ပုံမှန်53ကကြီးအရာ အကကွယ်မရနိုင်ဘူးအိမ်ဘောကနေဆင်းပြေးလို့အမေချမှတ်ခဲ့ဘူးပါတယ်ဒါပေမဲ့အထုခုံယုံကတော့ပြန်ဆက်စီးတဲ့အခါမှာဒီအချက်ကိုပြောင်းပြန်လုပ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ပုံမှန်53ကကြီးရဲ့သဘောတရားအမှန်ကိုရှင်းပြလိုက်လို့ပါပဲအထူးအယူခံခုံယုံရဲ့ဆုံးဖြတ်ချက်ကအရန်ရှင်းလင်းပြီးတော့မှတ်သားစရာလည်းကောင်းပါတယ်တရားရုံးကဘာပြောလဲဆိုတော့ပုံမှန်53ကကြီးရဲ့အကာအကွယ်ကိုရဖို့အတွက်ဝယ်တဲ့သူဟာတံမိုးငွေကိုအပြည့်အစုံပေးရှိပြီးဖြစ်ဖို့မလိုပါဘူးတဲ့ ဝဲသူအနေနဲ့လိုအပ်ချက်နှစ်ခုရှိရင်လုံလောက်ပါတယ်။ပစ္စည်းကိုလက်ရောက်ရယူနေထိုင်ရမယ်။ကျန်တဲ့ငွေကိုပေးရှိဖို့အသင့်ရှိကြောင်းပြသနိုင်ရမယ်။ဒီအမှုမှာဝဲသူဒိုမူမူသိန်းတို့ကအိမ်ပေါ်မှာတကယ်နေနေတာထင်ရှားပါတယ်။ကျန်တဲ့ငွေကိုလည်းလက်စည်အရေးကြပေးခဲ့တာတသက်ရှိပါတယ်။ဒါကြောင့်ဝဲသူဟာသူ့ဘက်ကတာဝန်ကြီးပါတယ်။ငွေအကုန်မရှိရသေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ပေါ်ကနေနှင်ထုတ်လို့မရပါဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ကဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ကစားတွေယူလို့ရမလဲကြည့်အောင်ပါ။ ကတိစာချုပ်နဲ့ရောင်းထားပြီးတော့ဝယ်သူကလည်းလက်ရောက်နေနေပြီငွေပေးဖို့ကလည်းအဆင်သင့်ရှိတယ်ဆိုရင်အကြောင်းအမျိုးမျိုးပြပြီးတော့ပြန်သိမ်းဖို့မလွယ်ကူပါဘူးကိုကမြေဝယ်ထားတယ်စာချုပ်လည်းရှိတယ်လက်ရောက်လည်းနေထိုင်နေတယ်ဆိုရင်ပုံမှန်50သုံးကာကြီးကတင့်ကိုကာကွယ်ပေးထားပါတယ်ငွေအခြေမရှိရသေးတာကအိမ်ပေါ်ကနေဆင်းပေးရမယ်အကြောင်းပြချက်မဟုတ်ပါဘူးကြံငွေတွေကိုပေးပြီးတော့ဆက်လက်ဆောင်ရွက်ခွင့်ရှိပါတယ်ဒါပေမဲ့အကောင်းဆုံးကတော့ဘလို့အမှုအခေမျိုးမှမဖြစ်ရလေအောင်အယောင်းဝယ်လုပ်တဲ့အခါမှာ မှတ်ပုံနဲ့စာချုပ်အမြန်ဆုံးရှုပ်ဆိုကြတာကအကောင်းဆုံးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ thank you